ဖျားကဣတီလာလူတွေကိုစကားပြောဖို့ရှိတဲ့အရေးကြီးတဲ့အရာပြောဖို့ရှိတာဖြစ်တဲ့အတွက်တောင်တစ်ခုရဲ့အောက်မှာဆိုရင်စခန်းချစီခဲ့တယ်။အဲ့ဒီတောင်ရဲ့အောက်မှာဣတီလာလူတွေကစခန်းချပြီးတော့နေကြတယ်တဲ့။အဲ့ဒီအချိန်မှာဖျားကနေပြီးတော့မောရှေကို စကားပြောတယ်။ မောရှိငါဣတိလာလူတွေနဲ့စကားပြောချင်းနေသူတို့ကိုငါမာစရာရှိတယ်ငါရဲ့စကားတွေကိုဣတိလာလူတွေကနားထောင်ခဲ့လို့ရှိရင်ငါကတိပေးတယ်ဣတိလာလူတွေပျော်ရွှင်ရမယ်စမ်းမာရမယ်ဒါပြမကားသေးဘူးသူတို့ကငါရဲ့သားသမီးဖြစ်ကြောင်းကို တခြားသောဖီးယားကိုမသိသေးတဲ့သူတွေရဲ့အလဲမှာချင်းပေါ်ကြောကြမယ်နော်ပြီးတော့သူတို့ရဲ့ကိုးကွယ်တဲ့ဖီးယားကိုတိချင်တဲ့စိတ်တွေရှိလာကြမယ် င်္ဂလာပါကလေးတို့ရေအားလုံးကျန်းမာကြလား အားလုံးကျမ်းမာကြမယ်လို့ဒေါက်တာကယုံကြည်ပါတယ်ဒီမှာပြန်တွေ့ကြပြန်ပြီးနော်ဒီအစီအစဉ်လေးကအပစင်တောက်ကြနေမနဲ့9နိုင်တိုင်းမှာတင်ဆက်နေတာဖြစ်တဲ့အတွေ့ကလေးတို့ကပစင်တိုင်းနားထောင်ပေးဖို့ဒေါက်တာကဒီညာကနေပြီးတော့ထပ်မံပြီးတော့ပြောချင်ပါတယ်ဒီတပါးကလေးတို့နားထောင်ရမယ်ပုံပြင်ရဲ့ခေါင်းစဉ်ကတော့ဖျားအေးပြတ်တော်ဆယ်ပါးဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်အတိကကြံချက်ကိုဒေါက်တာကဖတ်ပြတော့မယ်နော်ထွန်မြကျအခန်းကြီး16အငယ်ရှိသာရဖျားမိတ်တော်မူသည်များတို့ကိုအကျွန်ုပ်တို့ သည်ပြုပါမည်ဆိုတဲ့ကြမ်းကျက်ပဲဖြစ်ပါတယ်ကဲပုံမြင်လေးကိုမပြောခင်မှာမိကွန်လေးတွေမိကြည့်မယ်နော်ကလေးတို့ကဖြည့်ကြည့်ပါအောင်ကလေးတို့ရဲ့အိမ်မှာစီကင်းထားတာမျိုးရှိပါသလားစီကင်းဆိုတဲ့အရာရှိပါသလားဥပမာအဖြစ်ပေါ့ကလေးတို့ကအိမ်ကသမီးဟင်းပဲစားရမယ်အပြင်ကတရေစားတွေရှောက်မစားရဘူးဆိုတော့ဖဖမေတွေပြောထားတယ်စီကန်တွေရှိရှိလားအဲ ဒါပေမဲ့ကဒီဘူကလေးတို့ကအိမ်မှာဆော့စရာတွေရှိတယ်ဟုတ်ဆော့စရာတွေကိုဆော့ပြီးမှနေရာတစ်ချက်ပြန်ထားရမယ်နော်ဆိုတဲ့စီကဲမျိုးရောရှိလားပစ္စည်းတွေရောယူပြီးတော့မှသူ့နေရာနဲ့သူပြန်ထားရမယ်ဆိုတဲ့စီကဲမျိုးရောရှိလားဖနှက်တွေကိုရောချွတဲ့အခါမှာညီညီလေးချွထားရမယ်ဆိုတဲ့စီကဲမျိုးတွေရော ရှိလားဆိုတော့စီကန်းကလူတွေကိုပျော်ရွှင်စေတဲ့အရာဖြစ်ပါတယ်ဒီကနေ့မှာဆိုရင်ဣတိလလူတွေကိုဖះက ပျော်ရွှင်စေတာဖြစ်တဲ့အတွက်စီကင်းတချို့ကိုချမှတ်ထားပေးတယ်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကလေးတို့ကဆက်ပြီးတော့နားထောင်ပြီးနော်ကဲဟုတ်ပြီဣတိလာလူတွေက အီဂျစ်တိုင်းပြည်ကနေထွက်လာတဲ့လန်ခီမှာ သူတို့တွေအဲရေစားတဲ့ရေကိုဖျားပေးတယ်စားစရာလည်းဖျားပြင်ခဲ့တယ်ဆိုတဲ့အရာကိုလည်းကလေးတို့ကနားထောင်ခဲ့ပြီနော်ကဲဟုတ်ပြီသူတို့ကတဲကန်တရားထဲမှာ3လတတိုင်လမ်းရှာပြီးတော့မှသွားကြတယ်နော်တဲကန်ထဲမှာ3လပြည့်တဲ့အချိန်မှာဖျားကဣတီလာလူတွေကိုစကားပြောဖို့ရှိတယ်အရေးကြီးတဲ့အရာပြောဖို့ရှိတာဖြစ်တဲ့အတွက်နော် တောင်တစ်ခုရဲ့အောက်မှာဆိုရင်စခန်းချစီခဲ့တယ်နော်ကဲဟုတ်ပြီအဲ့ဒီတောင်ရဲ့အောက်မှာအစ်တီလာလူတွေကစခန်းချပြီးတော့နေကြတယ်တဲ့အဲ့ဒီအချိန်မှာဖခင်ကနေပြီးတော့မောရှိကို စကားပြောတယ်မောရှိငါဣတိလာလူတွေနဲ့စကားပြောချင်းနေသူတို့ကိုငါမာစရာရှိတယ်ငါရဲ့စကားတွေကိုဣတိလာလူတွေက နားထောင်ခဲလို့ရှိရင်ငါကတိပေးတယ်ဣတိလာလူတွေပျော်ရွှင်ရမယ်စမ်းမာရမယ် ဒါပြမကသေးဘူးသူတို့ကငါရဲ့သားသမီးဖြစ်ကြောင်းကိုတခြားသောဖီးယားကိုမသိသေးတဲ့သူတွေရဲ့အလဲမှာထင်ပေါ်ကျော်ကြမယ်နော်ပြီးတော့သူတို့ရဲ့ကိုးကွယ်တဲ့ဖီးယားကိုသိချင်တဲ့စိတ်တွေရှိလာကြမယ်နော်ငါရဲ့စကားကိုနားထောင်ကြလို့ရှိရင်ဤတီလာလူတွေကိုငါကောင်းချီးပေးမယ်ဆိုတဲ့ဂတိကိုဖီးယားကပေးခဲ့တာဖြစ်တယ်အဲ့ဒီ ဲ့ဒီခါမှာမောရှိကဣတီလာလူတွေကိုဖျားရဲ့စကားတွေကိုပြန်ပြောပြတယ်ဖျားကမင်းတို့ ਨੇ စကားပြောဖို့ရှိတယ်ဒီနေရာမှာပဲเนาะအဲ့ဒီခါမှာဣတီလာလူတွေကဖျားရဲ့ဂတိတော်ကိုလည်းကြားသိကြားသိပြီဆိုတော့ဖျားရဲ့စကားကိုနားထောင်ဖို့အဆင်သင့်ပါပဲဖျားမိတ်တော်မူသည်များကိုကျွန်တော်တို့လုံပင်းဆိုပြီးမှခုနကတော့တော်တော် ဖတ်သွားတဲ့ကျမ်းစာလေးမှာเนาะကြားခဲ့ပြီเนาะပြုလုပ်ပါမယ်ဆိုမှဂတိပေးကြတယ်เนาะကဲမောရှိကဖះမိတ်မာတဲ့စကားကိုထပ်ပြီးတော့ပြောပြန်နေဖះကသူတို့အစီမှာမကြလာခင်မှာဣတိလလူတွေကသူတို့ကိုယ်ကိုသူတို့ပြင်ဆင်ရမယ်တန်ရှင်ချင်းရှိအောင်ခန္ဓာကိုယ်ကို ရေမှုချိုးရမယ်ဇီရင်နဲ့ဆေးကြောရမယ်ဆိုတဲ့အရာကိုမောရှိကဣတိလလူတွေကိုပြောလိုက်တယ်အဲ့ဒီတိုင်းပဲဣတိလလူတွေအသက်ကြီးသူတွေကသူတို့ခန္ဓာကိုယ်ကိုတန်ရှင်ဖို့အတွက်ရေနဲ့ဆေးကြောကြတ တယ်ရေချိုးကြတယ်ပြီးခလို့ရှိရင်အဲ့ဒီတောင်ရဲ့အောက်မှာဆိုရင်စောင့်နေကြတယ်တဲ့နော်စောင့်နေတဲ့အခါမှာဒီတိုင်းစောင့်နေတာမဟုတ်ဘဲနဲ့ဣတိလလူတွေကအစာရှောင်ကြတယ်တဲ့အစာရှောင်တယ်လို့ပြောတဲ့အခါမှာကလေးတို့နားလဲလားအစာရှောင်တယ်လို့ပြောတဲ့အခါမှာစားစရာတွေကိုမစားမနဲ့ရေတမျိုးကသာတောက်တုံးနေ ဲ့ဒီအတော်တွင်းမှာလည်းဖျားစီမှာဆွတောင်းခြင်းအမှုကိုပြုကြတာဖြစ်ပါတယ်တဲ့နော်အီတီလာလူတွေအသက်ကြီးသူတွေကအဲ့ဒီအတိုင်းအစာရှောင်ခြင်းအမှုကိုပြုကြတယ်အဲ့ဒီသူတို့ရဲ့အစာရှောင်ခြင်း၃ရက်မြောက်တော်နေ့မှာနော်ဖီးယားကသူ့ရဲ့စကားအတိုင်းပဲဣတိလာလူတွေနဲ့တွေ့ဖို့နော်ဆင်းလာတယ်နော် ပြာစင်းလာတာကိုအစ်တီလာတို့ဘလို့မြင်ရလဲဆိုတော့เนาะအဲ့ဒီတောင်ကြီးရဆိုရင်တဲ့เนาะလှုပ်တယ်တောင်ကြီးကလှုပ်ခါတယ်တဲ့ကြီးမားတဲ့အတန်တွေကြားရတယ်တဲ့เนาะတဘိုးခရအတန်တွေလည်းကြားရတယ်လျက်စင်းလက်နေတာတွေကိုလည်းသူတို့ကမြင်ရတယ်တဲ့เนาะ အဲ့ဒီအချိန်မှာအစ်ဒီလာလူတွေကတဲ့ဘုရားသခင်ဆင်းလာတာကိုသူတို့သိသိမြင်ကြတယ်တဲ့သူတို့တွေကအဲ့ဒီအသင်တွေကြားတဲ့ခါမှာကြောက်လန့်နေကြတယ်တကယ်တော့ဘုရားကအစ်ဒီလာလူတွေကိုလာပြီးတော့ခြောက်တာမဟုတ်ဘူးနော်ဘုရားသခင်ကအစ်ဒီလာလူတွေကိုတွေ့ဖို့နဲ့လာတယ်ဘုရားသခင်ကဘုံကြည့်တဲ့ဘုရားသခင်ဖြစ်ကြောင်းကိုလာပြီးတော့ဖော်ပြတာဖြစ်တယ်နော်ကဲအဲ့ဒီမှာဆိုရင်ဘုရားကမောရှိကိုတောင်ပေါ်ကိုတက်ခဲ့ပါလို့အမိတော်ရှိတဲ့အတိုင်းပဲ မောရှိကတောင်ပေါ်ကိုတက်သွားခဲ့တယ်တဲ့နော်။ကဲတောင်ပေါ်ရောက်တဲ့အခါမှာဖျားသခင်ကကြောက်ပြားနှပြားကိုမောရှိကိုပေးခဲ့တယ်။အဲ့ဒီကြောက်ပြားပေါ်မှာဖျားရဲ့ကိုယ်တိုင်လက်နဲ့ကြောက်ပြားပေါ်မှာစာကိုရေးခဲ့တယ်။ကဲအဲ့ဒီစာတွေကဘာတွေလဲဆိုတော့တော့ဆက်ပြောပြမယ်နော်။အဲ့ဒီစာကအဓိက10ချက်ရှိပါတယ်။ဣတိလလူတွေအတွက်ဖျားကမှာခဲ့တဲ့အရာ10ခုရှိပါတယ်။ပထမတစ်ခုကဖျားကလွဲပြီးတော့မှတခြားသောဖျားကို သွားပြီးတော့မှမကူးကွယ်ရဘူးเนาะဖះချက်တခြားသောအရာကိုဦးစားမပေးရဘူး နော်နောက်ဒုတိယတစ်ချက်ကကြတော့ဖရာသခင်ကိုပဲကိုးကွယ်ရမယ်တခြားသောရုပ်ထုတွေကိုဖရာဆိုပြီးမှကိုးကွယ်ခြင်းအမှုကိုမလုပ်ရဘူးဥမချရဘူးဘုမပြရဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်နောက်ထားတတိယတစ်ချက်ကကြတော့ဖရာရဲ့နာမည်ကိုအလွဲတုံစားမလုပ်ရအောင်အလွဲတုံစားလုပ်တယ်ဆိုတာကဖရာရဲ့နာမည်ကိုဖြစ်တယ်လို့လေးပစားကနေပြီးမှရေယူတာမျိုးမလုပ်ရဘူးเนาะဖရာကတကူးကြီးတဲ့ဖရာဖြစ်တဲ့အတွက်ဖရာသခင်ရဲ့နာမည် ဲ့ကိုအလွယ်သုံးစားမလုပ်ရဘူးယူတည်ရမယ်ဆိုတဲ့ပညာချက်ပဲဖြစ်ပါတယ်နောက်ထားလေးချက်မြောက်တော့ပညာကကြတော့ဖះကဥပုနစ်ကိုပေးထားတယ်အဲ့ဒီဥပုနစ်ကိုတန့်ရှင်းအောင် နေရမယ်အဲ့ဒီတန့်ရှင်းစွာထားရမယ်အဲ့ဒီဥပုနစ်ကအထူးသောနစ်ဖြစ်တယ်ဆိုတာကိုဣတိလာလူတွေရဲ့စိတ်နှလုံးသားထဲမှာထားရှိဖို့ဖြစ်ပါတယ်နော်ဒီလေးချက်အပြင်နောက်ထပ်၆ချက်ကိုဖះကထပ်ပေးပါတယ်၅ချက်မြောက်တော့တစ်ခုကပါလဲဆိုတော့သင်ရဲ့ မိဘတွေအဖေအမေတွေရဲ့စကားကိုနားထောင်ရမယ်။ယူသေးရမယ်။လေးစားရမယ်ဆိုတဲ့ပညာချက်ပဲဖြစ်ပါတယ်။နောက်ထပ်၆ချက်မြောက်တော့ပညာကတယောက်နဲ့တယောက်ကိုတင်ပို့ထားရမယ်။လေးစားရမယ်ဆိုတဲ့ပညာချက်ပဲဖြစ်ပါတယ်။ခုနှစ်ချက်မြောက်တော့ပညာကတော့ တင်တို့ဟာဆိုရင်တင်တို့လက်ထယူထားတဲ့အမျိုးသမီးအမျိုးသားပေါ်မှာတစ္ဆာရှိရမယ်။နောက်ထပ်ရှစ်ဆင့်မြောက်သောပညာကဆိုရင်တဘာပိုင်တဲ့ပစ္စည်းတွေကိုလိုချင်တဲ့စိတ်မဖြစ်ရဘူးတဲ့နော်။ခိုးယူချင်တဲ့စိတ်တွေ မခိုးရဘူးဆိုတဲ့ပညာချက်ပဲဖြစ်ပါတယ်။ခိုးယူတဲ့အမှုဟာကောင်းတဲ့အရာမဟုတ်ပါဘူးမခိုးရဘူးဆိုတဲ့ပညာချက်ပဲဖြစ်ပါတယ်။ဒီကကလေးတွေရောခိုးတတ်တဲ့ကလေးတွေမဟုတ်ပါဘူးနော်။အဲမခိုးတတ်တဲ့ကလေးတွေဆိုရင်တော့အရင်ကောင်းတဲ့ကလေးတွေဖြစ်ပါတယ်။ဖျားကောင်းစီပေးမယ်ကလေးတွေဖြစ်ပါတယ်။ကဲနောက်ထာကိုခုမြောက်တော့ပညာတော်ကသင်ဟာဟောက်မှန်တဲ့စကားကိုပြောရပါမယ်။လိမ့်လေချင်းအမှုတွေကိုမပြောရဘူး။သင်ရဲ့နှုတ်ကနေပြီးမှမူတာစကားဆိုတာလိမ့်လေတဲ့စကားတွေမပြောရဘူး။မဟုတ်တဲ့စကားတွေ မပြောရမမှန်တဲ့စကားတွေမပြောရအောင်ဒီကရှိတဲ့ကလေးလေးကလေးတွေကလိန်တက်တဲ့ကလေးတွေဟုတ်ပါသလားမဟုတ်ပါဘူးเนาะအကုန်လုံးကလိန်မာတဲ့ကလေးတွေပဲဖြစ်ပါလိမ့်မယ်ဖျားစကားကိုနားထောင်တဲ့ကလေးတွေပဲဖြစ်ပါလိမ့်မယ်เนาะအဲ့ဒါဆိုရင်เนาะဖျားကကောင်းကြီးပေးမယ်ကလေးတွေပဲဖြစ်ပါတယ်နောက်နောက်ဆုံးတော့စေစေမြောက်တော့ပညာကကြတော့ တင်တို့ကတဲ့နော်တင်တို့ရဲ့ပိုင်ဆိုင်တဲ့အရာတွေနဲ့ပဲရောက်ကျပါတဲ့နော်ထားပြီးတော့မှတမဲ့ပြီးတော့မှသမားပိုင်တဲ့အရာကိုလည်းလိုချင်တဲ့စိတ်တွေမရှိပါနဲ့တဲ့တမဲ့တဲ့စိတ်တွေမရှိပါနဲ့တဲ့တင်တင်မှရှိတဲ့အယုတ်တစ်ခုရှိတယ်ဆိုကလေးတွေကနော်အယုတ်တစ်ခုရှိတယ်ဆိုရင်အဲ့ဒီအယုတ်ကလေးနဲ့ပဲကျဉ်းနှံ့နေပါတဲ့နော်နောက်ထပ်သမားတွေရဲ့အယုတ်ကိုထပ်ပြီးတော့လိုချင်တာမျိုးမလုပ်ရပါမလုပ်ရဘူးတဲ့နော်တမဲ့တဲ့စိတ်တွေမထားရဘူးတဲ့နော်ဒီကကလေးတွေကအဲ့ဒီတမဲ့တဲ့စိတ်တွေမရှိပါဘူးနော် လိမ္မာတဲ့ကလေးတွေပဲဟုတ်ပါတယ်ဖျားကောင်းကြီးပေးမဲ့ကလေးတွေပဲဖြစ်ပါတယ်เนาะကဲဟုတ်ပြီဒီပြညတ်တော်ဆယ်ပါးကိုဖျားကဣတိလလူတွေအတွေ့ပေးထားပါတယ်လေးချက်မြောက်တော့လေးချက် လေးခုသောပညာကိုဘုရားကဘုရားသခင်နဲ့လူတွေရဲ့ကြားမှာဣတိလလူတွေရဲ့ကြားမှာဘောင်တိဆက်ဆံရေးဖြစ်ပြီးတော့မှ6ခု6ခုသောပညာတော်သည်လူသားတွေအချင်းချင်းဘယ်လိုမျိုးပေါင်းတင်ရမလဲဘယ်လိုဆက်ဆံရမလဲပျော်ရွှင်တဲ့အိမ်တော်ဖြစ်မလဲပျော်ရွှင်တဲ့မိသားစုဖြစ်မလဲဘယ်လိုပျော်ရွှင်တဲ့ပတ်ဝန်းကျင်ဖြစ်မလဲဆိုတာကိုဒီ ပညာတော်6ခုကပေးထားတာဖြစ်ပါတယ်။ပျော်ပျော်ရှင်တဲ့ပောင်းချစ်တခုစောက်တင်နိုင်ဖို့အတွက်ဘုရားကပညာတော်6ခုကိုပေးထားတာဖြစ်ပါတယ်။နော်။အဲ့ဒီအတွက်ဘုရားရဲ့ဂရုတော်အတိုင်းပဲဣတိလလူတွေကနားထောင်တဲ့ဘုရားရဲ့စကားကိုနားထောင်ခဲ့လို့ရှိရင်ဘုရားကကောင်းချီးပေးတာဖြစ်ပါတယ်။ဒီကနေ့အဲ့ဒီပညာတော်7ပါးကဣတိလလူတွေအတွက်မဟုတ်ပါအတွက်ပဲမဟုတ်ပါဘူးနော်။ဒီမှာရှိတဲ့လူသားတွေအားလုံးအတွက်ဘုရားကလူသားတွေအားလုံးကိုပျော်ရွှင်တဲ့လူသားတွေဖြစ်စေချင်ပါ တဲ့ကျမ်းမာတဲ့လူသားတွေဖြစ်စေချင်ပါတယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒီပညာကိုဘုရားကပေးထားတာဖြစ်ပါတယ်ဘုရားရဲ့စကားကိုနားထောင်ပြီးနားထောင်ခဲ့လို့ရှိရင်ထပ်ပြီးတော့ထပ်ပြီးတော့ကောင်းကြီးတွေလည်းဘုရားကပေးမယ်ဆိုတဲ့ဂတိတော်အတိုင်းပဲယနေ့ဘုရားကပေးနေပါတယ်အဲ့တော့ဣတိလာလူတွေကသူတို့အဲ ဒီအသက်ရှင်တဲ့အခါမှာဘယ်လိုမျိုးအသက်ရှင်ရမလဲဆိုတာကိုဘုရားကနော်နိလန်းတွေချက်ပြပေးထားတာဖြစ်တဲ့အတွက်ဘုရားရဲ့ဘုရားသခင်ကိုသူတို့တွေကချီးမွမ်းကြတယ်တဲ့နော်ဘုရားရဲ့စကားကိုနားထောင်ကြတယ်နားထောင်နားထောင်တဲ့ရွေးကဘုရားကသူတို့ကိုကောင်းချီးပေးနေတာဖြစ်တဲ့ဖြစ်ပါတယ်ဒီမှာရှိတဲ့သူတွေအားလုံးကလည်းဒီဘုရားရဲ့စကားတွေကို နားထောင်မယ်ဆိုရင် ကောင်းချီးတွေခံခံစားရမှာဖြစ်ပါတယ်ဒီလောကမှာအသက်ရှင်တဲ့အခါမှာဘယ်လိုအသက်ရှင်ရမလဲဆိုတာကိုဘုရားကနိလန်းတွေပေးထား ာဖြစ်တဲ့တွေ့ဘုရားကိုချီးမွမ်းထိုက်ပါတယ်ဘုရားသခင်ရဲ့နာမကိုချီးမွမ်းချီးမွမ်းရမှာဖြစ်ပါတယ်နော်ဒီပရဲ့ပုံပြင်လေးကတော့အဲဒီလားပါပဲဒီမှာရှိတဲ့ကလေးတွေအားလုံးကဖျားစကားကိုနားထောင်ပြီးတော့မှဖျားကတာ၍တာ၍ချစ်တဲ့ကလေးတွေဖြစ်ပါစေလို့တတော်ကဆုတောင်းရင်းနဲ့ဒီတစ်ပတ်ပုံမြင်လေးကိုအဆုံးသတ်ချင်ပါတယ်နောက်တစ်ပတ်ပြန်လည်တွေ့ကြမယ်နော်အားလုံးတတား